မင်္ဂလာပါရှင်။အားလုံးရှိ Health and Nutrition Channel မှာကြိုဆိုလိုက်ပါတယ်။ဒီနေ့ကတော့ခေါက်ကန့်ခြင်းကိုသက်သာစေနိုင်မယ့်အင်တွေးကုထုံနည်းတွေကိုပြပြပေးသွားပါမယ်။မကြာခဏခေါက်ကန့်တဲ့ဝေဒနာကိုခံစားနေရပါသလား။မထင်မှတ်ပဲခေါက်ကန့်လာတာမျိုးတွေရှိပါသလား။ခေါက်ကန့်ခြင်းအကြောင်းရင်းတွေကတော့ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာအခြေအနေတွေအများကြီးပါ။အဖြစ်အများဆုံးအနေနဲ့စိတ်ဖြစ်မှုများခြင်း၊ဟိတ်ရေပြက်ခြင်း ကဖိတက်ဆွဲလမ်းမှုကိုရုတ်တရက်ရက်လိုက်ခြင်းရာသီဥတုအပြောင်းလဲတောင်းလိကြစေဝါတမျိုးမျိုးရဲ့ပြီးထွက်ဆိုချူတုတ်ခွေးလိုမျိုးကုသရောဂါတမျိုးမျိုးခံစားနေရခြင်းမောပါအကုန်ခြင်းတူတူယောဂါနဲ့ခေါင်းတခြားကိုက်ခြင်းလိုမျိုးနတ်တိုင်းချီယောဂါတစ်ခုခုတို့ကြောင့်လည်းခေါင်းကိုက်တတ်ပါတယ်ခေါင်းကိုက်ခြင်းကိုတတ်တာစီမဲ့အိမ်တွေးကုထုံနည်းတွေရတော့နံပါတ်၁ခြင်းခြင်းကသွေးကြောအတွင်းရောင်ရမ်းစေသည့်ဓာတ်ပစ္စည်းများကိုညှို့နေစေခြင်းအဖြစ် ်အောက်ကန့်ချင်းကိုတတ်တာစီနိုင်ပါတယ်ဂျီကိုအရင်ညစ်ကရလာတော့အရင်နဲ့တမယာရီတို့ကို စတူရောပြီးတနည်းလေတစ်ကြိမ်သုံးမဟုတ်နှစ်ကြိမ်သတ်သုံးပေးနိုင်ပါတယ်နံပါတ်1ကတော့တမယာသည်တမယာသည်မှာလန်ဆန်သောဂုတ်တတိနဲ့တရားပြေရောစေသောဂုတ်တတိများပါဝင်တာကြောင့်အောက်ကင်ချင်းကိုကုတာရာမှာထိရောက်တဲ့နိလန်တစ်ခုဖြစ်အသုံးပြုကြပါတယ်။တမယာသည်တချမ်းခတ်ကိုအရင်ညစ်ပါ ထို့နောက်ရခိုင်နွေနွေဖြစ်ဖြောကတတ်တုံကြီးအဖြစ်လေခေါင်းပိုက်ခြင်းကိုတတ်တာစီနိုင်ပါတယ်။နောက်နံပါတ်3တစ်ခုကတော့လင်းကြီးပွင်လင်းကြီးပွင်မှာခေါင်းပိုက်ခြင်းကိုတတ်တာစီသည့်အေးမြသောဂုတ်တတိနဲ့နာကျင်မှုကိုတတ်တာစီသည့်ဂုတ်တတိတွေပါဝင်ပါတယ်။လင်းကြီးပွင်အနေငယ်ကိုကြိတ်ချီပြီးအဝတ်ခပ်ပပတစ်ခုနဲ့ထုတ်ပါ။ထို့နောက်နှာခေါင်းတွင်တိရိရှူပေးခြင်းအဖြစ်ခေါင်းပိုက်ခြင်းကိုတတ်တာစီနိုင်ပါတယ်။နောက်တစ်ခုကတော့ရေခဲဝတ်ကပေးခြင်း ရေခဲဝုကိုနဖူးဖို့တပေးချေအဖြစ်ခောက်ကဲတက်တာစီနိုင်ပါတယ်။15မိနစ်ကပ်ပေးပြီး15မိနစ်အနာပေးပါအကယ်၍အပြားရှိပါကရေအေးဖြစ်ရေချိုးပေးချေအဖြစ်လဲစိတ်ပစီမှုကြောင့်ဖြစ်တတ်သောခောက်ကဲခြင်းကိုတက်တာစီပါတယ်။နံပါတ်5ကတော့အပူပေးထားသောအဝိစသူမဟုတ်ရင်တွေးအကပေးခြင်းအကဲ၍နောက်ကြောများတောက်တင်ပြီးခေါက်ကြိုက်ပါကရင်တွေးဖို့ကိုဂုတ်ပေါ်မှာတင်ပေးနိုင်ပါတယ် နက်ကြော်လေးများရောင်ရမ်းချစ်ကြောက်ဖြစ်တဲ့သောခေါက်ကိုက်ချင်းအတွက်လည်းကပ်ပေးနိုင်ပါတယ်။ရင်နွေးနွေးလေးဖြစ်လည်းရေချိုးပေးနိုင်ပါတယ်။နောက်ဆုံးတစ်ခုဖြစ်တဲ့နံပါတ်6ကတော့လက်ဖက်စိမ်။လက်ဖက်စိမ်မှာဓာတုစွကြည်ပစ္စည်းတွေအတော်များပါဝင်နေပါတယ်။ဒါ့အပြင်ခေါက်ကိုက်ချင်းကြောက်ဖြစ်ပေါ်စေတဲ့နာကျင်မှုကိုတက်တာစေနိုင်တဲ့အစောတတိတွေလည်းရှိပါတယ်။လက်ဖက်စိမ်လက်ဖက်ရည်ပူပူတစ်ခွက်တည်းကိုတမင်ရည်တစ်ချမ်းကအရင်ညစ်ပြီးတိချလေးမှုပေးပါ။ အဲ့ဒီယူသတ်တော့ပေးကြည့်အပြည့်ခေါက်ကိုက်ခြင်းကိုသတ်သားစေပါတယ်အခုပြောပြပေးသွားတဲ့နီလန်းလေးတွေကတော့ခေါက်ကိုက်တဲ့အခါအလွယ်တကူလှောက်ဆောင်လို့ရတဲ့နီလန်းလေးတွေပဲဖြစ်ပါတယ်ကျွန်မရဲ့ channel လေးကိုအဆောက်အထိကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်ကျွန်မရဲ့ channel လေးကဒီလိုကျမရဲ့ဘုသူတရားရရှိမဲ့ဗီဒီယိုလေးတွေတမြဲတင်ဆက်ပေးသွားမှာမို့ channel လေးကို subscribe လုပ်ရသေးဘူးဆိုရင် subscribe လုပ်ပြီးဘေးကခေါင်းနှောင်းလေးကိုလည်းနှိပ်ပြီးခဲ့ပါဦးနော် ခုဗီဒီယိုလေးကိုကြည့်နေတတ်တယ်ဆိုရင်လည်း like နဲ့ share လေးလုပ်ပေးခဲ့ပါဦးရှင်။နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်။